Okay fan တွေကိုတခုပြောချင်တာလေခဏခဏလာမေးနေကြရတယ် Miss Gram မြန်မာအကြောင်းလေးတင်ပါအောင်လို့ရွေးတဲ့လူကတမျိုးတကယ်တောင်းဆိုတဲ့သူကတမျိုးပေါ့နော်ဆိုတော့ Miss Gram မြန်မာအခုချိန်ထိဒီသူတို့ရဲ့ပွဲအကြောင်းကိုမတင်ဖြစ်တာကဒီတက်တဲ့ fan ဖြစ်နေလို့သူတို့ကိုအမပေးတာမဟုတ်ဘူးအာတက်တဲ့တုန်းကတီချာစီ အာတဲ့တဲ့ကို support တာလဲတီချာစီလောက် support တာလဲကြာစီပဲရှိရယ်ဒါပေမဲ့ဒီပွဲထဲမှာဖြစ်သွားခဲ့တဲ့အပြုတ်အမူအတွေးခေါ်အဲ့ဒီလိုမျိုးဟို crown တွေဆွဲဖြက်ပြီးရင်တော့ဟိုဟာတွေဆွဲခွဲအဲလောက်တဲ့အတွေးခေါ်အပြုတ်အမူတွေနဲ့လောက်ခဲ့တဲ့လူတွေကိုပဲတီချာစီဝေဖန်ခဲ့တယ်ပေါ့နော်ဝေဖန်လို့ပဲအခုဒီမှာကြည့်ကြည့်မြင်နေတဲ့အတိုင်းပဲအဲ့ခါတုန်းကလေ2024အောက်တိုဘာလမှာအစဲခံရတဲ့ message တွေတောင်မှအခုချိန်ထိရှိတုန်းလဲဝေမဖတ်ကြည့်ပဲနဲ့ comment တွေမှာလည်းအများကြီးပဲပေါ့နော်အဲ့လိုမျိုး အဆက်ခံရတာလည်းဒီလူပဲပေါ့နော်အဲဒါမဲ့အဲ့ဒါလည်းဒီအဲလောက်ခဲ့တဲ့သူတွေအနေနဲ့လည်းနောက်ပိုင်းဒီမီဒီယာမှာပြောတာတွေတွေ့ရပေါ့နော်သူတို့အဲ့လိုမျိုးပြုမှုကတော့မှားတယ်ပေါ့နော်ဒါမဲ့သူတို့မှာဒီလိုမျိုးနောက်နောက်ကွယ်မှာအကြောင်းအရာတွေရှိတဲ့အတွက်ကြောင့်လောက်တဲ့နောက်ပိုင်းမဖြစ်စေရဘူးဆိုပြီးအဲ့လိုမျိုးပြောတာမျိုးတွေတွေ့တဲ့အတွက်ကြောင့်ပြီးသွားပြီဒါကြောင့်လည်းဒီအဲသူတို့နောက်ထပ်ဆက်ကင်တဲ့ဘွဲဆိုလို့ရှိရင်ကို support နေရပဲလေကိစ္စမရှိဘူးဒီမျိုးဒီအမားတစ်ခုကိုပဲစိတ်ထဲမှာဆွဲပြီးတော့အညိုးတင်းထားပြီးတော့ပေါ့နော်အဲ့လိုမျိုးဒီအမြဲတမ်းဒီ hater အနေနဲ့လောက်တဲ့စိတ်ထဲကစိတ်ကတီချာစီမှာမရှိဘူးပေါ့နော်ဆိုတော့ ဒီပြီးသွားရဲ့အကိစ္စဆိုအခုဒီ Miss Grand မြန်မာကိုလက်ရှိချိန်ထိတိုက်ပြီးတော့အမပေးဖြစ်တာကြတော့ဒီ Miss Grand International Organization ကိုကတခြားအလှမ်းမယ်တွေနဲ့အခုမြင်တဲ့အတိုင်းပဲဒီပြဿနာတက်တဲ့အတွက်ကြောင့်ကိုအခုကစောင့်ကြည့်ရမယ့်အနေအထားမျိုးဖြစ်တယ်လို့ယူဆတဲ့အတွက်ကြောင့်အခုချိန်ထိအမပေးဖြစ်တာပေါ့နော်ဒီ Miss Grand မြန်မာမှာဆိုလို့ရှိရင်ဒီ JK Sophia ကိုကြိုက်တယ်ပြီးရင်နောက်ဒီအာရန်ကုန်ကတယောက်ရှိတယ်ပိုပိုနဲ့စားတဲ့တယောက်ပေါ့နော်သူ့ကိုကြိုက်တယ်